အားလုံးပဲမင်္ဂလာပါကျွန်တော် K2K Knowledge Bank ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျဒီတစ်ပတ်အတွက်တော့ကျွန်တော်တို့အာဇာနည်နေ့နဲ့နေ့လာရေးဖြစ်တဲ့အကြောင်းမလို့အာဇာနည်နေ့ကိုကွန်ပျူတာအနေနဲ့ကျွန်တော်ခေါင်းစဉ်လေးတစ်ခုရွေးထားတယ်ဗျဒီခေါင်းစဉ်လေးရွေးသွားပြတဲ့ပုံမှာဒီလိုဗျဇာတ်ရိုက်စုကျွန်တော်ရဲ့ပတ်ဝန်းကျင်ပါနော်ကျွန်တော်ပတ်ဝန်းကျင်အဲကျွန်တော် Facebook ပေါ်မှာတစ်ခါတခါတွေ့ခဲ့ဦးတယ်ဗျဒါကဘာလဲဆိုတော့အကယ်၍ဘိုးချုပ်တို့သာလွတ်လပ်ရေးမြူခဲ့လို့ရှိရင်ကျွန်တော်အင်္ဂလိပ်လိုဆက်လက်အုပ်ချုပ်ခိုင်းမှာဆိုရင်မြန်မာပြည်ကြီးကတော်တော်လေးတိုးတက်နေတော့ပြီဆိုတဲ့စကားလေးပါပဲ အဲဒီစကားလေးကိုကျွန်တော်ဒီနေ့ရှင်းလင်းနေတဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီကောင်းစဉ်လေးကိုရွေးချယ်ထားတာပါကောင်းစဉ်လေးကကြတော့အစိုးရတရက်ကိုဘာလို့လိုအပ်တာလဲဆိုရယ်ကောင်းစဉ်လေးဖြစ်ပါတယ်ဗျပရမအုပ်စုအနေနဲ့ကျွန်တော် state of nature ဆိုတဲ့အတော်တော်လေးကိုအရင်မိတ်ဆက်ပေးခြင်းနဲ့ဗျအဲသူကတိုင်းဘာသာပြန်ရင်တော့တဘာဝရဲ့အခြေအနေတရက်လို့ပြန်လို့ရတယ်ဒါပေမဲ့သူရဲ့ဆိုလိုရင်းကဘာပြောတာလဲဆိုတော့ကဘာဥစ္စာပေါ့နော်ကျွန်တော်လူဒါအဖွဲ့အစည်းရဲ့လူမဘောခင်မှာလူတွေကဘယ်လိုမျိုးရှင်သန်နေထိုင်ခဲ့ကြတယ်ဆိုတဲ့အယူဆတဲ့ကိုပြောခြင်းနဲ့ဗျ အဲ့တော့ဒီ state of nature ကိုကျွန်တော်တို့မြန်မာတွေဘယ်လိုယူဆထားကြသလဲဘယ်လိုယုံကြည်မှုတွေရှိတယ်ဆိုတာကိုအရင်စတင်ပြောပြခြင်းအဲ့တော့ကျွန်တော်တို့တွေကကမ္ဘာဥစ္စာမှာလူတွေကတဖြည်းဖြည်းနဲ့တော့ဒုစရိုက်တရားတွေကျင့်ကြံလာကြပြီးလောဘတွေတက်လာပြီးတတန်းတွေဆုပ်ယုပ်ဆုပ်ယုပ်ဆုပ်ယုပ်လာကြရင်းနဲ့မှာဟိုရှင်နေတရမှာပေါ့နော်လူတွေအကုန်လုံးတိုင်ပင်ဆူယုံကြပြီးတော့မဟာသမတမင်းဆိုတဲ့ဘုရင်တစ်ပါးကိုစတင်တင်ပြကြတယ်ပေါ့နော် မဟာသမရာမင်းရဲ့တာဝန်ကဘာလို့ပြရမလဲဆိုတော့လူတွေရဲ့မလွန်ကျွမှုတွေကိုသူဖြည့်ရှင်းပေးရမယ်။အဲနံပါတ်1ချက်ကနေနဲ့တော့ကျွန်တော်တို့လူသားတွေကကျွန်တော်လူတွေကကျွန်တော်သူ့ကိုမဟာသမရာမင်းကိုပြန်ပြီးတော့အခွန်တုပ်တွေပြန်ပြီးတော့ဆက်တာရတယ်ပေါ့နော်။ဒါကသူကျွန်တော်တို့မြန်မာပြည်ယူဆထားတဲ့ state of nature တခုပေါ့နော်။အဲ့ဒီနေရာမှာဟိုနောက်လို့ကျွန်တော်တို့အားလုံးသဘောတူညီမှုတွေဒီမဟာသမရာမင်းကိုတင်မြှောက်တဲ့ဟာကိုကျွန်တော်တို့ဒီ dance ရတယ်ဘယ်လိုခေါ်လဲဆိုရင် social contract ကလို့ခေါ်ပါတယ်ဗျ။ဒါကကျွန်တော်မြန်မာယူဆတည့်ရလို့သာပြောတာတကယ်ကကျွန်တော်ဗုဒ္ဓဆာပြရလာတဲ့ယူဆတည့်ရပေါ့နော်။ အဲ့ဒီ state of nature ကိုအနောက်နိုင်ငံတွေကရောဘယ်လိုယုံကြည်ထားကြလဲ။အဲ့တော့သူတို့18ရာစုလောက်မှာနိုင်ငံရေးအတွေးအကြုံပညာရှင်တွေကဒီ state of nature ကိုအမျိုးမျိုးတွေဖွင့်ကြတယ်ပေါ့နော်။အဲ့ဒါမှကျွန်တော်ကောင်းတာလေးကျွန်တော်ထည့်ပြီးတော့ဆွေးနွေးပြမယ်ဗျာ။သူတို့ကလူသားတွေကအစိုးရဆိုတဲ့ဟာမရှိခဲ့မရှိခဲ့စင်ကပေါ့နော်။နံပါတ်1ချက်ကသူတို့လွတ်လွတ်လပ်လပ်စကားပြောခြင်းနဲ့ဒါက free speech ဒါကနံပါတ်2ချက်က free belief လို့ခေါ်တယ်။သူလွတ်လွတ်လပ်လပ်ယုံကြည်ခြင်းကြတယ်။သူတို့ယုံကြည်တော့လာမပြောနဲ့ဘူးလာမတားနဲ့အားမျိုးတွေပေါ့။နောက်နံပါတ်3ချက်ကကျော် property သူတို့ ပိုင်ဆိုင်မှုတွေကိုကန့်သတ်ခြင်းနဲ့ဒါကငါပိုင်တယ်ဆိုရင်သူများလည်းလာထိတယ်ဆိုတော့မကြိုက်ချင်ကြဘူးเนาะဒါ property နောက် number 4ကကျတော့ free movement သူတနေရာနဲ့တနေရာဆိုလွတ်လွတ်လပ်လပ်အန်ရမရှိဘဲနဲ့သူတို့တွားခြင်းနဲ့နောက် number 5ကကျတော့သူ imprisoning သူ punishment သူအပြစ်ပေးခြင်းနဲ့ဥပမာငါမကြိုက်ဘူးမင်းငါထောင်ထဲထည့်မယ်လားခေါ်အဲလိုမျိုးပေါ့เนาะဒါ imprisoning punishment အဲနောက်နောက်ဆုံးအချက်ကကျတော့ tax tax ဆိုတာသူတို့အခွန်ကောက်မယ် အာမင်းကျမမရှိဘူးငါမင်းကျမရှိတဲ့ဟာငါလိုချင်တယ်ငါကျမမရှိဘူးပေးအဲ့ဒါငါခွန်အားကြီးတယ်လို့ခွန်အားနဲ့လို့အနိုင်ကျင်တယ်လို့လည်းမျိုးရုပ်ချင်ရတယ်ဗောနော်ဒါကသူတို့လက်ခံထားတဲ့ CEO nature အဲ့ဒါကလူတွေကဗာနဲ့သွားတူနေတဲ့ခါကျတော့ဟောဒီ trade sign နဲ့သွားတူနေတော့ချင်းသေးတွေကသူတို့နေနမိတ်တွေကိုသိပ္ပံပြီးတတ်မှတ်လို့ဒီနေနမိတ်ကြော်တိုင်းလို့ထိုးတိအောင်ကြော်ကြိုက်ကြမယ်တကောင်းတော့ကြိုက်ကြမယ်တတ်ကြမယ်ဖြတ်ကြမယ်ခါမျိုးတွေဗောလူတွေကအဲ့လိုသွားဖြစ်နေ တော့ဗာနဲ့တူနေတယ်ဆိုတော့ကျွန်တော်တို့ဆစ်ပွဲတဲ့ရောက်နေရလို့ခံစားရတယ်ဗျ။အဲ့တော့ဒီခံစားချက်တွေကတော့မလုံခြုံမှုတွေဖြစ်လာတဲ့ကြောင့်မလို့နောက်ဆုံးမှာလူသားတွေကစူပေါင်းပြီးတော့ဆုံးဖြတ်ချက်တခုကိုခြားကြတယ်သဘောတူညီမှုတခုကိုခြားကြတယ်။ဒါတော့ပဲကျွန်တော်တို့က social contract လို့ခေါ်တယ်။ဒီ social contract မှာဘာလဲပါလဲဆိုတော့အစိုးရတရားကိုတင်တင်မြှောက်မယ်။အစိုးရတရားကိုတင်မြှောက်လို့ရောငါတို့လိုချင်တဲ့ခုနကကျွန်တော်ခုနကပြောခဲ့တဲ့မှာ6ချက်မှာဆိုရင်အောက်ဆုံးတစ်ချက်ကိုတို့ကအစိုးရကိုပေးရမယ်ပေါ့နော်။ဘာလဲဆိုတော့ခုန imprisonment punishment အပြစ်ပေးတာတွေပါလို့တို့မလို့ကောဒီဆိုရအောင်လုပ်မယ်။နံပါတ်6ကကျတော့ tax ကျွန်တော်အခွန်အခတွေပေးတာယူကြတော့အာကျွန်တော်လူသားအစိုးရတွေကပဲတာဝန်ယူမယ်ခွန်လေးပိုင်းကောက်မယ်ပေါ့နော်။အာဒီနှစ်ချက်ကိုတော့တို့တော့လက်လှော်ရမယ်။ဒါပေမဲ့ဒီနှစ်ချက်ကိုအစိုးရယူပြီးတော့အစိုးရကဘာလို့ပြန်ထုတ်ပေးရမလဲဆိုတော့ကျွန်တော်အပေါ်အချက်တွေကိုကျွန်တော်တို့ကအမခံပေးရမယ်။အာလူသားတွေကလွတ်လွတ်လပ်စကားပြောနိုင်ရမယ်။လွတ်လွတ်လပ်ပြောနိုင်ခွင့်ရှိရမယ်။လွတ်လွတ်လပ်ယုံကြည်နိုင်ခွင့်ရှိရမယ်။လွတ်လွတ်လပ်ပိုင်ဆိုင်ခွင့်ရှိရမယ်ပေါ့နော်။လွတ်လွတ်လပ်သွားလာနိုင်ရမယ်။အာဒါတွေကိုတို့ကအမခံချက်ပေးရမယ်ဆိုပြီးအစိုးရတည့်ကိုစတင်တည်ထောင်လိုက်ကြတယ်ဗျာ။ ဲ့တော့ဒီဒီအချက်တွေကကျွန်တော်တို့ဟိုလူသားတွေရဲ့ဒီအခြေခံခွင့်ရေးတွေပေါ့နော်ဒီအခြေခံအခြေခံခွင့်ရေးတွေကိုအာမခံပေးဖို့ရတဲ့အစိုးရတည်းရဆိုပေါ်ပေါ်လာခြင်းဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီကိုလိုနီခေတ်တုန်းကအစိုးရတည်းရရှိပါတယ်ဒီအစိုးရတာအင်္ဂလိပ်အစိုးရပေါ့နော်အဲ့တော့အင်္ဂလိပ်အစိုးရလက်ထက်မှာကျွန်တော်တို့လူမျိုးတွေရဲ့ဒီအခြေခံခွင့်ရေးတွေကပြည့်ဝရရခဲ့လားဆိုတော့ကျွန်တော်တို့ပြင်ဆင်စားဖို့လိုပါတယ်ဒီခါကျတော့တပည့်ကျွန်တော်အစိုးရမှာရှိနေတဲ့အာဏာလို့ခေါ်တယ်ဦးနာကျွန်တော် imprisonment punishment လို့ခေါ်တဲ့ဟာတွေရယ် ြီးတဲ့ခါကျတော့ကျွန်တော်တို့ဒီ tax ဆိုတဲ့ဟာတွေဒါတွေရောမှန်မှန်ကန်ကန်နဲ့မျက်မျက်လက်သက်ဆောင်ရွက်ခဲ့လားဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ဖို့လိုရပါတယ်ကျွန်တော်လေ့လာကြည့်ပြီးတဲ့နောက်ကတော့ကျွန်တော်အင်္ဂလိပ်ဆိုရလက်ထက်မှာမြန်မာလိုမျိုးအနေနဲ့ဖိနှိပ်မှုအလွန်ပဲခံခဲ့ရတယ်လို့သိရတယ်ဗျဒါ့အပြင်အင်္ဂလိပ်ဆိုရကဒီ imprison punishment ဆိုတဲ့အချက်ကိုလည်းမှန်မှန်ကန်ကန်ဆောင်ရွက်ခဲ့တာအလွန်နည်းတယ်လို့ tax ဆိုခေါ်တဲ့အခွန်အခတွေကောက်ခံမှုကိုလည်းမတရားသဖြင့်လုံလုံကျူးကျူးကောက်ခံခဲ့တယ်လို့သိရတယ်ဗျဟာဒါကြောင့်မို့လို့ကျွန်တော်ဘိုးကျောင်းဆန်းတဲ့ကွာအာသာနေကောင်းဆောင်ကြီးတွေကစစ်မှန်တဲ့မြန်မာအစိုးရတရားပေါ်ပေါ်လာဖို့အတွက်ဒါအတန်းနဲ့ရင်းပြီးကြိုးပမ်းခဲ့ကြတာပဲဖြစ်တယ်ဗျ ဒါကိုလည်းကျွန်တော်အနေနဲ့ထာဝရကျေးဇူးတင်ရှိနေမှာပဲဖြစ်တယ်ဗျာကျွန်တော်ကေကေရီ knowledge bank ရဲ့ဒီတစ်ပတ်တင်ပြခဲ့တဲ့အာသနိနေနဲ့ပတ်သက်တဲ့ knowledge တွေအားလုံးမနှစ်သက်မလို့ယုံကြည်ပါတယ်ဗျနောက်လာမယ့်ပတ်ဒီမှာလည်းကျွန်တော် physics နဲ့ပတ်သက်တဲ့ဘုရားတစ်ခုကိုဆက်လက်တင်ပြပေးကြအောင်ဖြစ်ကြကြမလို့အားလုံးပဲဆက်မြောက်အားပေးကြပါအောင်ဗျာ